မင်္ဂလာပါ IDM ရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးနေပါတယ်ထိုင်းနိုင်ငံဘန်ကောက်မှာ ရှိတဲ့ Assumption တက္ကသိုလ်ကျောင်းဝင်းရှိရင်တိုက်မှုမှာကျောင်းနဲ့ဆေးရုံတို့ရဲ့အားနည်းချက်နဲ့ပေါ်ရုံမှုတွေကြောင့်မတည်တင်ပဲအသက်ဆုံးရှုံးခဲ့ရတဲ့မြန်မာတက္ကသိုလ်ကျောင်းသားအတွက် သူ့ရဲ့ညီဖြစ်သူက တရားမျှတမှုရရှိဖို့တောင်းဆိုနေတယ်လို့ထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်ဖြစ်စဉ်ကတော့2024ခုနှစ်နိုဝင်ဘာလ18ရက်နေ့မှာ အသက်16နှစ်အရွယ်တေဆုံးသူနဲ့အတူအသက်18နှစ်အရွယ်သူ့ရဲ့ညီဖြစ်သူတို့ကကျောင်းရှိကလန်တိုင်ဆိုင်ငယ်မောင်းလင်လာတာဖြစ်ပါတယ်။အဲ့ဒီအချိန်တစ်ဖက်ယင်ကျော်ကနေအသက်40အရွယ်အမျိုးသားတဦးမောင်းနှင်လာတဲ့မော်တော်ကားတစ်စီးဟာမြင်းတေကိုစီကမ်းမဲ့ဖြတ်ပြီးခန်းငယ်ကိုချိုးခွေခဲ့တာကြောင့်ကျောင်းရှိမှတင် ဆိုင်ငယ်ကိုတွားရောက်တိုက်မိခဲ့ပါတယ်။ကားတိုက်တဲ့ဒဏ်ကြောင့်ညီကိုနှစ်ယောက်တည်းကအကိုဖြစ်သူကတော့ ဦးကောင်းကနေသွေးတွေစီးကြကဒဏ်ရာအပြင်းထန်ရပြီးနေရာမှာတင်လဲကျသွားခဲ့ပါတယ်။တက္ကသိုလ်ဝင်းရှိမှရင်တိုင်းမှုဖြစ်ပြီးအရေးပေါ်အခြေအနေရောက်နေတဲ့တိုင်အောင်တက္ကသိုလ်ဝင်တန်းလုံခြုံရေးဝင်တန်းတဦးတယောက်ကမှလာရောက်ကူညီပေးတာမတွေ့ရဘူးလို့မျက်မြင်သက်သေတွေကပြောပါတယ်။တက္ကသိုလ်မှာထားရှိတဲ့လူနာတင်ရင်ကားကလည်းပြတ်နေတာကြောင့်ပြုပြင်နေစေဖြစ်တဲ့အတွက်စေယုံကိုမပို့နိုင်ပဲလူနာဟာလမ်းပေါ်မှာပဲတနာရီခန့်ကြာအောင်လဲလျောင်းနေခဲ့ရပါတယ်။ အရေးပေါ်လူနာကိုနေရာမရွှေ့ဖို့ပြောဆိုနေကြပေမဲ့နောက်ဆုံးမှာတော့လူနာတင်ရင်ပေါ်ကိုတင်နိုင်ခဲ့ပါတယ်။အဲ့ဒီနောက်အရေးပေါ်လူနာကို routine time parcharo စေးယုံကိုပို့ဆောင်နိုင်ခဲ့ပေမဲ့စေးဝန်ထမ်းတွေကလူနာရဲ့ password ကိုတောင်းဆိုကာအရေးပေါ်ကူတာမှုမပြုတ်လောက်ကြပဲအချိန်နှောင့်နှေးစေခဲ့တယ်လို့ဆိုပါတယ်။ခွဲစိတ်ဆရာဝန်တွေကဥကောင်းတန်ရာကိုခွဲစိတ်ကူတာတဲ့အချိန်မှာတော့ လုံနာရဲ့အသက်ရှင်နိုင်ကြရာဆယ်ရာခိုင်နှုန်းသာရှိတော့တယ်လို့ဆရာဝန်တွေကမိသားစုကိုအတည်ပြုခဲ့တယ်လို့သိရပါဗျ။နောက်ဆုံးမှာတော့မလို့အဖက်အချိန်တွေကုန်လွန်စေခဲ့တဲ့အတွက်လုံနာရဲ့အသက်ကိုကယ်တင်နိုင်ဖို့လုံလောက်တဲ့အချိန်မရရှိတော့ဘဲတေဆုံသွားခဲ့ရပါဗျ။တေဆုံသွားပြီးနောက်မှာလဲဓာတ်ပေါ်တွေကိုပြန်လဲရယူဖို့အတွက်တေဆုံသူចောင်းသားရဲ့မိသားစုကိုစေယုံဘက်ကနေဘန့်ငွေ2သိန်းတောင်းခဲ့တယ်လို့လဲဆိုပါဗျ။ တက္ကသိုလ်ဘက်ကတော့ဇာပနာပွဲအတွက်ဓာတ်ငွေ2000တာထောက်ပံ့ပေးခဲ့ပြီးတက္ကသိုလ်ကိုယ်စားလှယ်တွေကလည်းဥပဒေအကြောင်းအရတိုင်တန်းတာတွေမပြုလုပ်ဖို့တိုက်တွန်းတာတွေရှိခဲ့တယ်လို့တေဆုံးသူចောင်းသားမိသားစုကပြောပါတယ်။ယခုအခါမှာတော့တေဆုံးသူចောင်းသားရဲ့ဝန်ကွဲညီဖြစ်သူဟာအခုတေဆုံးမှုအတွက်တရားမျှတမှုရဖို့တိုက်ပွဲဝင်နေပြီးရှင်မောင်တက္ကသိုလ်နဲ့ဆေးရုံနှစ်ခုလုံးရဲ့တာဝန်ခံမှုကိုတောင်းဆိုနေတာလည်းဖြစ်ပါတယ်။သူဟာဥပဒေအကြောင်းအရတရားစွပ်စုံမှုတွေကို စတင်ခဲ့ပြီး သူ့ကိုတည်ဆုံးမှုအတွက်အထောက်အကူဖြစ်စေနိုင်မဲ့အရေးပေါ်တုံ့ပြန်မှုနဲ့ကုသမှုဆိုင်ရာ ပြက်ကွက်မှုတွေကိုစုံစမ်းစစ်ဆေးပေးဖို့အာဏာပိုင်တွေကိုတိုက်တွန်းထားပါတယ်။ထိုင်းနိုင်ငံမှာနိုင်ငံခြားចောင်းသားတွေအတွက်အကာအကွယ်မရှိတာနဲ့ပတ်သက်ပြီးဆွေးနွေးမှုတွေပြင်းထန်လာတာကဆိုရှယ်မီဒီယာပေါ်မှာပါအဆိုပါအမှုဟာရုပ်ရုပ်တက်တက်ဖြစ်ပေါ်နေတာလည်းဖြစ်ပါတယ်။လူတော်များများကတက္ကသိုလ်နဲ့စင်းရုံရဲ့အခြေအနေကိုကင်တွယ်ဖြေရှင်းမှုအတွက်ပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။ ယခုချိန်အထိတော့ရင်မတော်တဆမှုမှာပါဝင်ခဲ့တဲ့ရှင်မောင်းကိုတရားဥပဒေအရအရေးယူဖို့ရှိနေတယ်လို့သိရပေမဲ့တက္ကသိုလ်နဲ့စေယုံပေါ်ဆွဲချက်တင်တဲ့ပတ်သက်ပြီးအာဏာပိုင်တွေဘက်ကတစုံတရာထုတ်ပြန်ထားတာမတွေ့ရသေးဘူးလို့ဖော်ပြထားပါဗျ။